ညာဦးပိုင်းချင်းပြင်ပစီမှာမိုးရိုးကတပြောက်ပြောက်နဲ့ကြဆင်းလွန်နေပါတယ်။ဒီအချိန်ဘကိုးမျိုးဘော်ကရက်ွက်တစ်ခုတွင်မှအင်္ဂလိပ်တလုံးစီမှာတော့ဆေးဆရာကြီးဦးမောင်တယောက်သူ့အရှိစီကဟောင်းနှွမ်းနေပြီဖြစ်တဲ့စာရွက်တွေကဆွေးမြင့်နေကကင်နာတောင်းတတိထားပြီးကင်နေရပြီဖြစ်တဲ့ကျန်းစာဦးအဟောင်းကြီးကိုဖျောင်းနိုင်ပြီးလက်တစ်ဖက်ကကင်ပြီးတော့အသေးအတန်ဖတ်မှတ်နေပါတယ်။ဆေးဆရာကြီးကကျန်းစာဦးကြီးရဲ့စာတွေကိုတဲတဲမဲမဲဖတ်ရှုနေတာဖြစ်ပြီးတော့မတ်သားဆရာတို့ကလည်းနဘေးမှာရှိတဲ့စာရွက်စီမှာမတ်သားတညာပြုတ်နေပါတယ်။တစ်ချက်တစ်ချက်မှာကျန်းစာပါစာပိုက်တို့ကိုအတန်ထွက်ကရွတ်စွ နေတဲ့ပြန်ပြီးတော့တချို့စာပိုက်တွေကိုဆိုရင်မမတ်ထင်နေပြာနှစ်ခေါက်သုံးခေါက်ရွတ်စုံနေရင်ရှိနေပါတယ်ဒေဝနတ်ကျန်ဤစေးကျန်းကို နီးယူခေါင်စဉ်လူစဉ်တွေဖဆေးပြတ်သက်လို့ကြည်စင်ဖော်ထားပြားရီဝါမြေရင်ဝကဂါထာဂုံမန်ကုရတန်သည့်တေဝေနေသောနတ်မြေတကစေးလာကရဲ့လျံပပိမြေစေးစရာကြီးဟာကျန်းစာအုပ်ကြီးကိုအပိတိဖတ်ရှုပြီးဆုံးချိန်နောက်ဆုံးကြံ့ရင်ခဲ့တဲ့စေးကျန်းကြီးနဲ့ပတ်သက်ပြီးတော့တင်စားထားတဲ့စာပိုက်ကိုသုံးခေါက်ထပ်မနဲ့ရွတ်ဖတ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့စေးကျန်းစာအုပ်ကြီးကိုအမြတ်တနုံ းနဲ့ယူရစွာပိတ်လိုက်ပြီးတော့တည်တည်ကြကြာတင်းဆဲလိုက်ပါတယ်နောက်တော့ကျင်နဲ့စွာပြုံးလိုက်ခါဒီစေးချမ်းကြီးတိုင်းသာစေးတွေကိုပေါ်ဆက်နိုင်ခဲ့မယ်ဆိုရင် ဒီဇမှုမှာငါကလက်သက်ဇီဝကရယ်လို့ကြွေးကြော်နိုင်ပြီကွာအဲ့လိုမျိုးရေရွတ်လိုက်ပါတယ်ဒီလိုနဲ့ပဲနောက်တစ်ပတ်လောက်ကြာမှာတော့ဆေးဆရာကြီးဦးမောင်တယောက်ဟာတပည့်သားဖြစ်သူမောင်ဖိုးစီကိုခေါ်လို့ဆေးကျန်းကြီးတဲ့ကဆေးတွေကိုဖော်ဆက်ဖို့ရာယူမတော်တွင်ကဆေးပင်ဝါပင်တွေပေါများပေါရောက်တတ်တဲ့မြိုင်းဟေဝန်တော်စီကိုဝင်ရောက်ခဲ့ပါတော့တယ်ဆေးဆရာကြီးဦးမောင်တယောက်ကတော့ရှေ့ကနေကျိုင်းတုတ်ကိုကင်လို့ဟိုယန်ဒီယန်သွာလာရင်းနဲ့ဆေးပင်တွေရှာဖွေနေပါတယ်အနောက်တော်ဘက်ကမောင်ဖိုးစီကတော့အထုပ်ပိုးတွေကိုထမ်းပိုးရင်းနဲ့သူ့အတွက်တစ်ခါမှမရောက်ဘူးသေးတယ်တော်နဲ့ခေါင်ခေါင်စီက အတွေ့အကြုံအမြင်အသိစမ်းတွေကိုတန်တော်ငေးမောရင်နဲ့လိုက်ပါလာခဲ့ပါတယ်။စေချံရာတော့စင်မီတောက်ပန်းမေရောအရင်ဆုံးရှာဖွေရမယ်မောင်ဖိုးစီရာအမေးမရှိပါပဲဥမောင်းကပြောလာခဲ့ပါတယ်ဒီတကမောင်ဖိုးစီကဘေးပတ်ဝန်းကျင်ကိုငေးမောနေရကနေတတိဝင်လာပြီးတော့စင်မီတောက်ဆိုဟာဟိုအနီနဲ့အဝါဆက်ကြတိတ်ကိုလာတဲ့အပင်ကိုပြောတာမဟုတ်လားဆရာကြီးရဲ့အေးအမှန်မဲပေါ့ကွာ ဒီတော့ထဲမှာရှိပါမလားဗျ။မောင်ဘိုးစီရဲ့အမေးကြောင့်ပဲဥမောင်းကပြုံးလိုက်ပါတယ်။ပြီးတော့ပုံမှန်လေတန်နဲ့ပဲမရှိ ਉ လားမောင်ဘိုးစီရဲ့ဒီမြန်ဟေဝန်ဆိုတဲ့တော်ကြီးထဲမှာတီလောအိတ်တီဇော်ကြီးကစေးပင်ပေါင်းတထောင်ကျော်လာရောက်ပြီးတော့စိုက်ပျိုးထားခဲ့တာကွယ်။ဒီတော်ကြီးကိုလောဂီဘက်ကမြန်ဟေဝန်လို့ခေါ်တယ်။ဒုတာမန်လူတွေအတွက်ကတော့စင်မလိုက်တော့ပေါ့ကွယ်။ဥမောင်းကပြောပြတာကိုမောင်ဘိုးစီလည်းခေါင်းငိမ့်လို့မှတ်သားထားလိုက်ပါတယ်။စကားပြောရင်လည်းသူတို့ဆက်ပြီးတော့တိုးလာခဲ့ကြရအရှိအတော်လန့်လန့်နေရာစီမှာအနီနဲ့ဝါဆက် ထားတဲ့စင်မီတောက်ပန်းနေအများပြားကိုလက်မြင်လိုက်ကြရပါတယ်။ဦးမောင်းကဝန်းသာအားရပဲပြေးပြီးတော့သွားလိုက်တော့မောင်ဖိုးစီလည်းအနောက်ကနေပြေးလိုက်ရပါတယ်။စင်မီတောက်ပန်းမင်းတွေကိုစုကူးကြပါတယ်။စုကူးလို့ပြီးတော့နှစ်ယောက်သားအမောပြေပြေအနားမှာပဲထိုင်နေလိုက်ကြပါတယ်။မောင်ဖိုးစီကနတ်ရှိုင်းလာတဲ့တောတောင်တွေတဲကိုဝေးဝိုက်ကကြည့်ပြီးတော့တစုံတစ်ခုကိုအတွေးပြုမိသွားပါတယ်။ဆရာကြီးဘာလဲကွာ။နတ်မိမယ်ဆိုတာတကယ်ရှိရလားဗျာ။ မောင်ဘိုးစီရဲ့အမေကြောင့်ဥမောင်းမျိုးလုံးတွေပင့်တက်သွားခဲ့ပါတယ်။ဟောဘလို့ကြောင့်များမေးရတာတော့ကွ။ဟောဒီလိုပါဆရာကြီးရဲ့ငငယ်တော့အခုလိုတောနဲ့ကြီးတွေမှာနတ်မိမယ်တွေရှိတတ်တယ်လို့အဖိုးအဖွားတွေကပြောပြတာကြားဘူးလို့ပါဗျာ။အရာတွေကပုံမြင်တတ်တတ်ပါကွ။ဟောဒါဆိုလို့ရှိရင်အပြစ်မှတကယ်မရှိဘူးပေါ့။အေးပေါ့ကွ။မောင်ဘိုးစီကလည်းသူ့ရဲ့အတွင်းနဲ့သူရှက်ကိုရှက်ကန်ဖြစ်သွားပြီးတော့ရယ်လိုက်မိပါတယ်။ဒါပဲမယ်လို့ငါစာအုပ်တုံးမှာဖတ်ခဲ့ဘူးတာတော့ရှိတယ်ကွ။ထူးခြားဖြစ်ရလေပေါ့ကွ။မောင်ဘိုးစီကစိတ်ဝင်စားသွားခဲ့ပါတယ်။ဘာများလဲဆရာကြီးက မင်းပြောတဲ့နတ်မိမယ်နဲ့လိန်ဆက်ဆံမှုတဲ့ဘယင်နဲ့ကွာပကံခစ်ကလို့တော့ရေးထားတာပဲကွာဟာစိတ်ဝင်စားစရာကောင်းလာ ਈ လားဟိုပြပြဆံမောင်ဆရာကြီးရဲ့အေးထူးဆန်းလို့မတ်တော့မတ်ထားတယ်ဆိုပေမဲ့ဘယ်ဘယင်လဲလို့ငါလည်းတိတိချာချာတော့မမတ်မိတော့ဘူးကွယ်အင်းဝဘယင်ပထမမင်းကောင်လားဒုတိယမင်းကောင်လားဒါမှမဟုတ်ပကံခစ်ကတရုတ်ပြေးမင်းလို့ခေါ်တဲ့နရတီဟာပတိမင်းလားဒါလည်းတိတ်တော့မသေးကြလာပါဘူးကွယ်ဒါပေမဲ့လည်းနရတီဟာပတိအနေနဲ့ပဲအဆင်ပြေတယ် လို့ငါပြောလိုက်တော့မယ်ကွယ်။အိုးဘယ်မင်းမဲ့ဖြစ်ဖြစ်ပြောမှသာပြောစမ်းမှဆရာကြီးဟာကျုပ်ကအဲ့ဒီအကြောင်းနေသိကျင်လို့ဗျ။အေးကောင်ကိုကိုကိုလည်းထိန်းစားမအောင်ကွာ။ငါမင်းကိုပြောပြမှာမဟုတ်မဟုတ်တယ်မဟုတ်ဘူးကွာ။ဘဟုသုဒအနေနဲ့ပြောပြမှာ။ဟုတ်ပါပြီဆရာကြီးရဲ့ကျုပ်ကလည်းဘုသုဒအတွက်ပါဗျ။ ်မောင်ဘိုးစီကမချင်မရဲနဲ့ရဲလိုက်မိပါတယ်တကယ်တမ်းကျတော့လူပြိုပေါက်ကာလာသားတယောက်အနေနဲ့တော့ဘဝတုဒ္ဒပြင်တခြားဘာညာစမဂလာကိစ္စတွေလည်းပါတာပေါ့လေဦးမောင်ကတော့မောင်ဘိုးစီကိုဘာမှမပြောတော့ဘဲနဲ့သူပြောပြမဲ့အကြောင်းအရာကိုသာဆက်ပါတယ်ဒီလိုကွာဟုတ်ကဲ့အေးကော ငါစကားကိုလိုက်ပြီးတော့ထောက်မနေနဲ့ကွာ။အော်ဟုတ်ဟုတ်ကဲ့ပါဗျာ။စကားအလင်ပြတ်သွားရတာမို့ဥမောင်းကမန်လိုက်ပါတယ်။မောင်ဖိုးစီကလည်းသိကျင်စိတ်ရှိတာမို့ငြိမ်ကုတ်နေလိုက်ပါတယ်။နရတ်တီဟာပတိမင်းယာတရုတ်တွေကျူးကျော်လာလို့ဆိုပြီးတော့ပတိမျိုးစီကိုထွက်ပြေးတော့လမ်းခူးလက်တော်ကြီးစီမှာမိုးကြီးရွာသွန်းလာကြောင်းသူ့နောက်ပါသားတွေနဲ့ကွဲထွက်သွားတယ်ကွယ်။ မိုးတွေကတိတ်သေးအောင်ရွာနေတာဆိုတော့နောက်ပါသားတွေကလည်းနှီးဆက်ရခိုကပ်နေကြသလိုစင်ထင်းကလည်းစင်မောကလည်းဆင်းပြေးတယ်တဲ့မင်းကြီးကလည်းမိုးကလည်းကောင်းလွန်းတော့ကြောက်စိတ်ကဲပြီးတော့စင်ပေါ်မှာဝတ်နေမိတယ်လို့ဆိုရကွယ်မိုးတန်ကြောင့်အတန်ပလန်တွေလည်းမကြရတော့ဘူးပေါ့ကွယ်နောက်ဆုံးမိုးတိတ်ချိန်ကြမှာမင်းကြီးကဝတ်နေရကနေထားကြည့်လိုက်တော့သူ့လူတွေနဲ့အတူရှိမနေတော့သူ့တယောက်တည်းစင်တကောင်နဲ့တောထဲမှာဝဲလေလေဖြစ်နေရပြီတဲ့မိုးကရွာထားတာဆိုတော့ပဝန်းကျင်တစ်ခုလုံးကလည်းတောခိုးတော ောင်ငွေတွေနဲ့ပိတ်သိမ့်နေရပဲစင်ကြီးကခြေဦးတရာစီကိုသွားတာပေါ့ကွယ်ငါကွန်းတရာလောက်ပေးစမ်းမအောင်ကွယ်မင်းကပြောရလားဆရာကြီးတကယ်တော့ဥမောကသူ့ဝါဖို့အတွက်ကွန်းတရာတောင်းတာပါစကားကဆက်သွားတော့မောင်ဖိုးစီကနားမလည်လိုက်ပါဘူးအဲ့ဒါကြောင့်ပြန်မေးလိုက်တာပါမင်းဘာကြီးမင်းကြီးကတောင်းရမှာလားကွာငါဝါဖို့တောင်းနေရဩဟုတ်ဟိုကျွန်တော်ရော ရောသွားလို့ပါဗျတကယ်ဒူဒူဒူကောင်းမဲ့ကွာ မဘူးစီကလည်းခွန်းတော့မပြတ်တော့ပါဘူးပလိုင်းထဲကကွင်းကိုထုတ်ပြီးတော့ကွန်းတရာကိုယာလိုက်ပြီးတော့ဥမောင်းစီကိုကမ်းပေးလိုက်ပါတယ်ဥမောင်းကလည်းကွန်းရကိုယူဝါလိုက်ပြီးတော့ပြစ်ခနဲ့ကွန်းတရွေးကိုထွေးထုတ်လိုက်ပါတယ်ဆက်ပါအောင်ဆရာကြီးရဲ့စိတ်ဝင်စားနေပြီဗျအေးပါကွာဆက်မှာပေါ့မင်းကလည်းအဲ့ဒီချိန်မှာပဲစင်ကြီးကခြေဥတဲ့ရသွားနေတာကိုမင်းကြီးကဘာမှမလုပ်တတ်ဘူးကွယ်စင်ပေါ်ကနေပဲဒီတိုင်းထိုင်ပြီးတော့လိုက်နေမိရင်ကနေတနေရာကိုရောက်တော့စင်ကြီးကကြောက်ဝါလန်နဲ့ထအော်တယ်ကွယ်မင်းကြီးကလည်းဘာဖြစ်တာလဲဆိုပြီးတော့ထိတ်ထိတ်ပြပြပေါ့ကွယ် ီချိန်မှာပဲကောင်းကင်စီကအလင်းဖြဖြာကြီးကကြာဆင်းလာပြီးတော့စင်ကြီးရဲ့အထက်လေယာဉ်ထဲမှာရက်တန်သွားတယ်။မင်းကြီးကလည်းဘာတွေဖြစ်လာမလဲဆိုပြီးတော့တန်တော်နဲ့ကြည့်နေမိတာပေါ့။အလင်းရောင်ကြီးကရုတ်တရက်ပြတ်သွားတယ်။အဲဒီချိန်မှာပဲလေယာဉ်ထဲမှာရက်နေတာဝီလစ်စလစ်နဲ့မိမ့်မပြိုလေးတရားောက်တယ်ကွာ။အလိုလေးခန္ဓာကိုယ်ကောက်ချောင်းဝရှိုက်ကြီးရှိုက်ဖို့အသွဲသွဲနဲ့ဟိုမှာမိမွေးဖမွေးတိုင်းမြင်နေရတာတဲ့ကွာ။စပင်နေရာလဲနတ်မောင်ပြီးတော့အရှိကြီးတယ်။ဆက်ပြောပါဆရာကြီးကအကျုပ်ဖြင့်ရင်းနေတော့တုံလာပြီ။ဟေးကောင်ဟေးကောင်တနာ ယူမနေနဲ့ကွာဘဟုသူဒအနေနဲ့တေချာနားထောင်စမှာမင်းနေဟုတ်ဟုတ်ကဲ့ပါဆရာကြီးရဘဟုသူဒပါဗျဆက်ဆက်ပြောစမ်းပါမင်းကြီးကလည်းငေးပြီးတော့ကြည်နေမိတယ်တဲ့အဲ့ဒီချိန်မှာပဲမိမ့်မပြိုလေးကလေဘော်ကနေပြီးတော့မင်းကြီးရှိရာစီကိုဆင်းသက်လာတယ်တဲ့ကွယ်နောက်တော့မင်းကြီးနဲ့တန်ဝါတပြုတ်တော့တာပဲတဲ့လေစင်ကြီးပေါ်မှာပဲဖြစ်သွားကြရလားဆရာကြီးအေးစင်ကြီးပေါ်မှာပဲပေါ့ကွာဆက်ဆက်ပြောပါအောင်ဆရာကြီးကတန်ဝါတပြုတ်လို့လည်းပြီးသွားရောမိမ့်မပြိုလေးကမင်းကြီးရဲ့ရင်ဝင်ထဲကနေယုံထွက်တယ်တဲ့ပြီးတော့ကောင်းငင်စီကို ပြန်တက်သွားပြီးတော့ပျောက်ကွယ်သွားတော်တယ်တဲ့ကွာမင်းကြီးကတော့အဲ့ဒီနတ်မိမယ်လေးကိုမသွားပါနဲ့မသွားပါနဲ့ဆိုပြီးတော့အဝတ်စားတောင်ပြန်မဝတ်နိုင်မယ်နဲ့အော်နေရှာတယ်တဲ့သူ့နောက်ပါသားတွေပြန်လာရှာလို့တွေ့တဲ့အထိပဲတဲ့ကွာထူးဆန်းလိုက်တာဗျာနောက်များမှာရောအဲ့ဒီနတ်မိမယ်လေးကမင်းကြီးစီကိုပြန်လာသေးလားမလာတော့ဘူးလေကွာ အဲ့ဒီတကြိမ်ပဲမင်းကြီးကတော့နတ်မိမယ်နဲ့တွေ့ပြီးကလေးကဘယ်မိမ့်မဟုတ်မှအနာကပ်မခံတော့ဘူးလေအဲ့ဒီစိတ်နဲ့ပဲယူတယ်လို့လို့နန်းတယ်လို့လို့ဖြစ်သွားရာကနေနောက်ဆုံးသားတော်ဖြစ်သူပြီးမျိုးစားလောက်ကြံတတ်တာကိုခံလိုက်ရတယ်တဲ့စိတ်မကောင်းလိုက်တာဗျာတကယ်ဆိုလို့ရှိရင်နတ်မိမယ်ကလာခဲ့ပြီးတော့ပေါင်းသိမ်းရမှာဗျာပေါင်းသိမ်းတာမပေါင်းသိမ်းတာထက်အဲ့ဒီစာထဲမှာထပ်ရေးထားတာအဲ့ဒီလိုနတ်မိမယ်တွေနတ်သမီးတွေနဲ့ဆက်ဆံမိတဲ့သူတိုင်းဟာတပတ်အတွင်းအသက်ကံကုန်ရတယ်လို့ရေးထားတယ်ကွာဟာ အဲ့လိုကြီးလားဆရာကြီးအဲ့လိုအဲ့လိုကြီးဆိုရင်တော့တော်ပါပြီဗျာနတ်မိမန်နဲ့လည်းတွေ့ကျင်စိတ်မရှိတော့ပါဘူးမောင်ဘိုးစီကပြပြတလဲနဲ့ပြောလိုက်တော့ဥမောင်းကရဲပါတယ်မင်းကတော့နတ်မိမန်နဲ့တွေ့မှမထင်ပါဘူးကွာတွေ့ရင်လည်းဒီတော့ဒီတောင်ထဲမှာကဝေမန်နဲ့ပဲတွေ့လိမ့်မယ်ကွာ ။အာဆရာကြီးကလည်းနောက်ပြီဗျာ။ကျုပ်ကနတ်မိမယ်တော့ကြောက်နေမိတယ်ဥစ္စာ။ကဝေမယ်ဆိုလို့ရှိရင်ပိုဆိုးပြီဗောဗျာ။မောင်ဘိုးစီပြောကြောင်းဥမောင်းကပြုံးလိုက်ပါတယ်။ကဲကဲကောင်းလေး။မင်းနားထောင်ကျင်တာလဲနားထောင်ပြီးပြီ။နားတာလဲအမောပြေပြီဆိုတော့ထတ်ရှားကြအောင်ဆိုကွာ။ဒီတခါဘာရှားမှလဲဆရာကြီးရဲ့။စင်တရက်လွတ်တဲ့နေရာလောက်မှရှိနေတဲ့စင်တုံးမနွယ်ပင်ကွယ်။ဩဟုတ်ဟုတ်ဆရာကြီး။မောင်ဘိုးစီတယောက်ကတော့ဆေးဆရာကြီးဥမောင်းနဲ့တို့မြိုင်ဟေဝန်ထဲကိုဆေးပြန်ရှာလိုက်ကူနေခဲ့တာ။ဒီကနေ့နဲ့ဆိုရင်၃ရက်ပြည့်ပါပြီ။သူတို့ဟာတောကြီးရဲ့တနေရာစီ မှာတဲငင်တလုံးထိုးပြီးတော့နေကြရင်းနဲ့နေကင်းဘက်ဆိုရင်တရောလုံးတရောင်လုံးနဲ့နေအောင်လက်လယ်လို့ဆေးပင်ရှာကြပါတယ်။ရရှိထားတဲ့ဆေးပင်တွေကိုတော့တဲကလေးစီမှာပဲစုပုံထားရပြီးတော့ထပ်မံလိုအပ်နေသေးတဲ့ဆေးပင်တွေကိုရှာဖွေပါတယ်။ဒီကနေ့မှာတော့မနက်ခင်းမိုးလင်းစကြတဲ့ကဆေးပင်တွေကိုရှာဖွေလာတာနေထမ်းတပြားချိန်မှာတော့ကောင်းငင်ကရုတ်တရက်အုပ်ဆိုင်ညို့မိုင်းလာခဲ့ပါတယ်။မိုးရွာတော့မယ်ထင်တယ်ကွာ။တောထဲမှာမိုးရွာလို့ရှင်တိတ်အနေများတယ်ကောင်းလေးရဲ့။တဲစီကိုပြန်ကြစို့လား။ ဦးမောင်းကတောတွင်းကိုမကြာခဏဆေးပင်ရှာရင်းနဲ့ရောက်ဘူးသူမလို့တောတောင်ချောင်းကိုသိပါတယ်။ရုတ်ချင်းတက်လာတဲ့မိုးရိပ်မိုးချေကတဲထန်စွာရွာသွန်းတက်ပြီးတော့ရှူရီမြောင်နေကြားကိုစုဝေးကတောင်ကြရည်ဖြစ်နေစီးဆင်းလာတတ်ပါတယ်။အဲဒါကြောင့်ပဲတောင်ပေါ်ကမြေတွေကချော်ချွတ်ပြီးတော့လူတွေချေချော်လက်ချော်ဖြစ်တတ်ပါတယ်။အဲဒါကြောင့်ဦးမောင်းကဆေးပင်ကိုထပ်မရှာတော့ဘဲနဲ့တဲစီကိုပြန်မို့ပြောလာပါတယ်။နှစ်ယောက်သားတဲစီကိုပြန်လာခဲ့ကြပါတယ်။တဲစီကိုရောက်ပြီးမကြာခင်မှာတော့မိုးကတဲတဲထန်ထန်ပဲရွာလာပါတော့တယ်။မိုးရွာတော့နှစ်ယောက်သားဆေးပင်ရှာဖို့ရာကအဆင်မပြေတော့ပါဘူး။တဲစီမှာပဲနေက ကြရင်လည်းရရှိထားတဲ့ဆေးပင်တွေကိုအမျိုးအစားခွဲတော့ကတင်းစီထုတ်ပို့လိုက်ပါတယ် နေလေခင်ကြတော့နေရောက်စလုံးမိုးရီနဲ့တရေတမောအိတ်ဆက်ကြပါတယ်အရိကမှာမောင်ဖိုးစီကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ပါတယ်အိမ်မက်ထဲမှာတော့အလွန်တရာကိုပဲလပလွန်လာတဲ့မိမ့်မပြိုလေးတရာမိမွေးတိုင်းဖမွေးတိုင်းအဝတ်စားရည်မပါပဲနဲ့ကိုတုံးလုံးနဲ့ရှိုက်ဖို့အတွက်တွေကိုထိပါတို့ပြရင်မောင်ဖိုးစီစီကိုလန်းလာနေရပါမျိုးဝန်းတွေကလည်းမောင်ဖိုးစီစီမှာပဲမွေးတကောင်ရဲ့ညွန့်ငင်မှုလိုမျိုးစူးဆိုင်လို့ကြည့်နေရပါအရေးကြီးမှာပဲမောင်ဖိုးစီဟာရင်တုံပန်းတုံဖြစ်နေရပါတယ်အနာကိုရောက်လာရင်ဘာလို့လို့ဘာကံအမှန်လည်းမသိဘူးပေါ့ဒါပေမဲ့ကြည့်နေတော့မှပဲမိမ့်မပြို ြိုရဲ့အသွင်အားရုတ်ချင်းရှိမျောမျောနဲ့အရေးမဲမဲကြီးတစ်ခုအသွင်ကိုပြောင်းသွားခဲ့ပါတယ်။မောင်ဘိုးစီကလည်းအလန့်တကြားနဲ့ဟေ့ော်ဖို့ပြင်လိုက်ပါတယ်။အဲ့ဒီခိုက်မှာပဲမောင်ဘိုးစီမောင်ဘိုးစီထထကွယ်ထထထဥမောင်းရဲ့လုံနှိုးမှုကြောင့်မောင်ဘိုးစီတယောက်ကအိမ်မက်ကနေလန်နိုးလာရပါတယ်။ငါငါအိမ်မက်မက်နေရပါပဲ။ အဲ့ရစီကနေထားထိုင်လိုက်ပြီးတော့ကိုဘသာစမ်းစစ်လို့ရေရွတ်လိုက်မိပါတယ်။ပြင်ပမှာတော့မိုးကတိတ်နေခဲ့ပါပြီ။မောင်ဘိုးစီမိုးတိတ်တုံးလေးဒုဒုရဲ့အနီးနားကိုဆေးပင်ရှာထွက်ကြရအောင်ကွယ်။အော်ဟုတ်ကဲ့ဆရာကြီး။မောင်ဘိုးစီကလည်းကြပြာကတိနဲ့ဆေးပင်ရှာထွက်ဖို့ပြင်ဆင်မိပါတယ်။အိမ်မက်ချောင်းကိုလည်းသူမေ့သွားခဲ့ပါတယ်။တဲစီကနေထွက်ပြီးတော့နှစ်ယောက်သားမိုးရွာပြီးစားချိန်မှာတောင်ပေါ်တောင်ကြားတွေစီမှာဆေးပင်လိုက်ရှာကြပါတယ်။နှစ်ပင်သုံးပင်ရပြီးတော့မိုးကချုပ်စားပြုတ်လာပြီးမို့တဲလေးစီကိုပြန်လာခဲ့ကြပါတယ်။အပြန်ခရီးလမ်းမှာအနောက်ကနေတစုံတစ်ယောက်ကကြည့်နေတယ်လို့မျိုးမောင်ဘိုးစီကခံ န်စားလာရတာကြောင့်အနောက်ကိုလက်ကြည့်ပေမဲ့ဘသူကမှတော့မမြင်ရပါဘူး။မောင်ဘိုးစီကတော့ပုံမှန်တိုင်းမှာပဲ။မောင်ဘိုးစီလည်းသူ့ဘာသာသူစိတ်အထင်ကြောင့်ရဲ့လို့အလွယ်တွေးလိုက်ပြီးတော့ဦးမောင်ရဲ့အနောက်ကနေခတ်တုတ်တုတ်နဲ့လိုက်လာခဲ့ပါတော့တယ်။တဲစီကိုပြန်ရောက်တော့ညစာအတွက်ကိုချက်ပြုတ်ပြင်ဆင်ပြီးတော့စောစည်းစွာပဲထမင်းစားတော့လို့ညာဦးပိုင်းမှာအဲ့ရဝင်လိုက်ကြပါတယ်။ညလေလောက်မှတော့မိုးကတဲထန်စွာရွာလာခဲ့ပြန်ပါတယ်။အိမ်နေတဲ့မောင်ဘိုးစီကတော့ဒီအချိန်မှာနေကင်းကမတ်တလို့အိမ်မက်မျိုးကိုပဲထတ်တူထက်မြမဲ့ရပြန်ပါတယ်။ထူးတော့ထူးဆန်းနေပါပြီ။ဒါပေမဲ့လည်းအဲ့ရကနိုးပြန်တော့အမတ်တမဲ့ဖြစ်သွား ွရပြမှာတယ်နောက်တနေ့မနက်မှာတော့မောင်ဖိုးစီကအိယာကနိုးချိန်စိတ်စဉ်ကလေးလံထိုင်းမိုက်နေပါတယ်ဒါပေမဲ့လည်းဥမောင်းနဲ့တူပုံမှန်တိုင်းဆေးပင်ရှာဖို့အတွက်ထွက်လာခဲ့ရပါတယ်မိုးကဖိုးဖွဲလေးတော့ရွာနေခဲ့ပါတယ် ညတော့ကမိုးရွာထားတာမို့လို့လဲတောင်တက်လမ်းတွေကချော်နေခဲ့ပါတယ်ဒီတိုင်းသာဆက်ပြီးတော့မိုးကရွာနေမယ်ဆိုရင်တော့နောက်တရက်နှစ်ရက်ဆိုရင်တို့ပြန်မှဖြစ်မယ်ကွယ်ဥမောင်းကအဲ့ဒီလိုပြောလာခဲ့ပါတယ်မောင်ဘိုးစီကတော့ဘာမှပြန်မပြောပါသူတို့ရှာဖွေထားတာတွေလည်းစေးပင်အမျိုးအမည်တော်လေးကိုစုံနေပြီဆိုတော့ပြန်ရင်လည်းပြန်လို့ရနေပါပြီဒီလိုပဲအလွယ်လေးတွေးထားလိုက်ပါတယ်တဏှာကိုရောက်တဲ့အခါမှာတော့ဥမောင်းကမြေပြင်ကတစုံတစ်ခုကိုသွားမြင်လိုက်ပါတယ်ဝဲဝုံကောင်တကောင်ရဲ့ခြေရာပါ ခြေရာကမြေဆူဆူစီမှာနစ်ဝင်လို့ထင်းနေပါတယ်မောင်ဘိုးစီရဲ့အနေရကောင်တော့ဒီနားမှာရှိနေပြီကွာတို့အမြန်ဆုံးပြန်ကြစို့ကွာဦးမောင်းကပြောပြီးတော့ခြေလန်းတွေကိုအနောက်ပြန်လှည့်လိုက်ပါတယ်ဒါပေမဲ့လည်းကံမကောင်းအကြောင်းမလားတော့သူတို့ပြန်လှည့်ကမှဝက်ဝုံကောင်နဲ့ပတ်ပင်းတိုးရပါပြီမဲနဲ့နေတဲ့အမွေးအသွင်နဲ့ဝက်ဝုံကောင်ကသူတို့နှစ်ယောက်ကိုမြင်လာနဲ့ချက်ချင်းပဲမတ်တရက်လို့မန်းပြီးလာပါတယ်အရွယ်ရောက်ပြီးသားကောင်ဆိုတော့အရက်အမြင့်က6ပြီတောင်ကျော်သွားပါတယ်ဒီလောက်ကြီးမားတဲ့အကောင်ကိုတိုက်ခိုက်ဖို့ရာကမောင်ဘိုးစီတို့နှစ်ယောက်စလုံးကဓမ္မကလွဲပြီးတော့တခြားဘာမှလည်းပါမနေခဲ့ ပါမောင်ဖိုးစီပြေးတော့ဟေးမြန်မြန်ပြေးတော့ဟာတောတွေ့ကြုံရှိတဲ့ဥမောင်းကပြောပြောဆိုဆိုပဲပလိုင်းနေပါတယ်အကုန်ပစ်ချလို့ထွက်ပြေးလာပါတယ်မောင်ဖိုးစီကလည်းအစကကြောင်အန်းဖြစ်နေပြီမလဲတတိဝင်လာချိန်မှာအနောက်ဘက်ကိုလှည့်လို့ပြေးပါတော့တယ်ကန်ဆိုးသူမောင်ဖိုးစီလိုပဲတမုတ်ရတော့မယ်ထင်ပါတယ်ဝဝုံကောင်ကအရင်ဆုံးထွက်ပြေးတဲ့ဥမောင်းကိုမလိုက်ပါဘူးမောင်ဖိုးစီကိုသာတဲကြီးမဲကြီးလိုက်ပါတော့တယ်ဥမောင်းကလည်းသူ့ကိုဝဝုံကမလိုက်မှန်းသိရတော့နဘေးမှာရှိတဲ့တောင်ကျောပေါ်ကိုပြစ်တက်ပြီးတော့မောင်ဖိုးစီကိုစိတ်ပူမိကမောင်ဖိုးစီရဲ့ပြေးပြေးဟာမောင်ဖိုးစီမြန်မြန်ပြေးဟာအဲ့ဒီလိုမျိုးအားပေ ေးနေခဲ့ပါတယ်။မောင်ဘူးစီခင်မာမှာလည်းအသက်ဘေးမှုအထုံခွန်ဆိုင်ပြေးပါတယ်။ဒါပေမဲ့လည်းမိုးပွဲပွဲကြာနေတဲ့အချိန်အရင်ကရွာထားတဲ့မိုးတွေကြောင့်ချောနေတဲ့တောင်ပေါ်လမ်းစီမှာတစ်ချိန်တော့ချေချော်လဲပြီးတော့အောက်စီကိုပြုတ်ကျသွားခဲ့ပါတော့တယ်။မောင်ဘူးစီရဲ့အာယုံတွေကအမောင်တိုက်စီကနေတရင်ကနိုးထလာရပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးငြိမ်ညောင်းစွာလှုပ်ခတ်နေတာကိုထူးကဲစွာခံစားမိပါတယ်။ဘာကြောင့်မှန်းမသိတစုံတစ်ခုကခန္ဓာကိုယ်အနှံ့ကိုညှင်သာစွာပတ်သက်ကင်တွယ်နေတာကိုလည်းခံစားမိနေပါတယ်။အဒီအထီးအတွေ့မှာသူစိတ်ခံစားချက်တွေကနှစ်ဝင်ပြီးတော့တာယာနေမိတယ်လို့ပါပဲ။လေးလံလွန်လာတဲ့ ဲ့မျက်ဝန်းတွေကိုအတင်းလို့ဖွင့်ရကြည့်မိပါတယ်ပထမတစ်ချက်အဖွင့်မှာသူဟာတဲတလုံးအတွင်းစီမှာရောက်နေတာကိုမြင်မိပါတယ်မျက်ဝန်းတွေကပြန်လဲမေးမိတ်သွားပြန်ပါတယ်နောက်တစ်ချိန်အတင်းလို့ပြန်ဖွင့်ကြည့်လိုက်ပြန်ပါတယ်အိုး မိမ့်မက်ပြိုတယောက်ပါလားမိမ့်မက်ပြိုကသူ့ခန္ဓာကိုယ်အပေါ်ဘက်စီမှာမိမွေးတိုင်းဖမွေးတိုင်းအဝတ်စားပလာနဲ့ရှိနေပါတယ်သူ့ကိုယ်သူငုံကြည့်မိတော့လဲသူကလည်းမိမ့်မက်ပြိုနဲ့အတူတူပါပဲသူတို့ချင်းရဲ့ခန္ဓာကိုယ်တွေကပူးကပ်ညှိတွယ်နေပါတယ်မိမ့်မက်ပြိုစီကဆန်နွယ်တွေကသူ့ခန္ဓာကိုယ်ပေါ်မှာအပုံလိုက်ကိုရှိနေပါတယ်ဒါဟာသူတို့ချင်းချင်းမောင်ဖိုးစီဆက်ပြီးတော့မတွေးရတော့ပါဘူးစိတ်ကိုအားတင်းလိုက်ကနှုတ်ဖျားကနေမင်း မင်းဘာတူလဲမိမက်ပြိုလေးကမောင်ဖိုးစီရဲ့စကားတွေတောင်မဆုံးလိုက်ပါဘူးနှခမ်းစီကိုလက်ညှိုးလေးနဲ့တိတ်ပြီးတော့ညင်သာစွာပိတ်လိုက်ပါတယ်ဒီခိုင်အထီးတွေ့ကိုပုံမလို့ခံစားလိုက်မိပြီးတော့မောင်ဖိုးစီတယောက်ကမျက်ဝန်းတွေကမိမ့်မိန်သွားရပြန်ပါတယ်အဲဒီခိုင်မှာပဲအထီးတွေ့တို့ကိုပုံမလို့ခံစားမိလိုက်ပြီးတော့မောင်ဖိုးစီတယောက်ကမျက်ဝန်းတွေမိမ့်မိန်သွားရပြန်ပါတယ်ဦးမောင်တယောက်ကတော့မောင်ဖိုးစီပြုတ်ကျသွားရကြောက်စီကိုခဲရခဲစစ်ဆင်းပြီးတော့လိုက်လံရှာဖွေနေပါတယ်ရှာဖွေမှုတစ်လျှောက်လုံးမှာလည်းနှုတ်ကနေတောဥဒံပေးလို့ရှာဖွေခဲ့ပါတယ် သူကဒီကြောက်သေးကိုဆင်းပြီးတော့ရှာဖွေနေတာနိုင်နဲ့ချီကြနေခဲ့ပါပြီအခုချိန်ဒီမောင်ဖိုးစီကိုတော့မတွေ့ရသေးပါဘူးနှုတ်ကနေလည်းအဆက်မပြတ်အော်ဟစ်တန်နေပေးနေဦးမောင်တော်ကိုတိုးလာနေမိပါတယ်တနင်္လာကိုရောက်တော့စမ်းချောင်းလေးနှပေးကတဲကလေးတစ်လုံးကိုလမ်းတွေးလိုက်မိပါတယ်အဲ့ဒီတဲကလေးစီသွားပြီးတော့အကူကြီးတောင်းမဲ့ရဲလို့တွေးပြီးတော့ဦးမောင်ကခတ်တုတ်တုတ်လမ်းလိုက်မိပါတယ်အဲ့ဒီတဲနှားကိုရောက်လို့ရောက်ခင်မှာတော့ခြေလမ်းတွေကိုရက်လိုက်ပြီးတော့တဲရှင်ကိုလမ်းအောင်ဖို့ဟန်ပြင်လိုက်ပါတယ်အဲ့ဒီခိုင်းမှာပဲသူ့နောက်စီကနေခြေတန်ကြားလိုက်ရပြီးတော့နင်ဘသူလဲ ဒီနေရာကိုဘာလာလောက်တာလဲမာကျော်ခက်ထန်လွန်လာတဲ့အတန်ကြောင့်ဦးမောင်လက်ကြည့်လိုက်မိတဲ့အခါမှာတော့အသက်80ရွယ်လောက်ရှိမယ်အဖွားဟိုကြီးတယောက်တောင်ဝေးကိုထောက်လို့ရက်နေတာကိုတွေ့လေရပါတယ်စိတ်ထဲမှာလည်းဒီတော့ထဲမှာဒီမယ်ကြီးရိုးမှရိုးရလာလို့ပေါ့ဟဲ့ငါမေးနေတယ်လေ 哦ဟုတ်ကျုပ်ကျုပ်ရဲ့ဒူလီယာဝက်ဝုံကောင်တကောင်ကြောင့်ဒီကြောက်သေးကိုကြာသွားလို့လိုက်ရှာနေရပါဦးမောင်ရဲ့အဖြေစကားကိုအဖွားဟာခက်စင်းစင်းစိုက်ကြည့်လိုက်ပြီးတော့ဘယ်သူမှဒီကြောက်သေးကိုကြာမလာဘူးကွယ်မင်းဒီနေရာကနေထွက်သွားတော့အာမဟုတ်သေးဘူးဗျကျုပ်ဒူလေးကြာသွားတာကိုကျုပ်မျက်စိနဲ့အေးကော ဘသူမှကြမလာဘူးလို့ငါပြောပြီးပြီလေကာလနာတိုက်ချင်နေရလားငါဒေါသမထွက်ခင်နင်သွားလိုက်တော့နော်အဖွားကအတင်းကိုမန်မဲလွတ်နေပါလေဦးမောင်းကလည်းမောင်ဖိုးစီအဲ့ဒီကြောက်တဲ့ကိုကြာသွားတာမျက်မြင်ဆိုတော့ဒေါသကထောင်းနဲ့ထွက်သွားရင်လေကျုံမျက်စိရှိရင်ကြာသွားတော့မလို့ကျုပ်ကစင်းရှာတာဗျာဒါဟုခမည်းမစီမဆိုင်ဟိန်လာဟောက်လာလာလုံနေသေးတယ်တဲဒီကောင်းတော့မသားပေါ်ခြင်းနေရပဲဟဲ့ငနဲ့ကျော်နင်အသက်ဝင်စမ်းကွယ် အဖွားဟူကပျော့ပျော့ဆူဆူနဲ့သူ့လက်ထဲမှာကင်ထားတဲ့အနက်ရောင်တောင်ဝေးကိုမြေကြီးစီကိုပစ်ချလိုက်ပါတယ်။တောင်ဝေးကမြေကြီးစီကိုကြာတာနဲ့ရုတ်ချင်းဆူဆူလို့အနက်ရောင်မွေကြီးတကောင်အတွင်ကိုပြောင်းလဲသွားပြီးတော့ဗပင်းကြီးကိုထောင်ရင်းနဲ့တဖူးဖူးနဲ့မှုန့်နေပါတယ်။အဒီအခိုင်မှာပဲအဖွားဟူကသူ့ရဲ့ခေါင်းကြီးကိုလက်တစ်ဖက်နဲ့ဆွဲဖြုတ်ပြလိုက်ပါတယ်။ခေါင်းကြီးကခန္ဓာကိုယ်စီကနေပြုတ်ထွက်လာပြီးတော့လက်စီမှာတန်းလန်းကြီးဖြစ်လို့နေပါတယ်။ဒီမြင်ကွင်းကြောင့်ပဲဥမောင်းဟာဒေါသတွေပျောက်သွားပြီးတော့ဟာကနေဖြစ်ကတွေးပြက်သွားရပါတယ်။အမေကြီးရဲ့ကျုပ်ကမသိလို့ပြောလိုက်မိရပါဗျ။ ဗျာဟိုကျုပ်ကျုပ်ကိုဘွေမြူပါနဲ့ဗျာတွားတွားတွားဆိုတွားပါမယ်အဲ့လိုပြောဆိုပြီးတော့ခြာနဲ့လက်ထွက်လို့နောက်လက်မကြည့်စရံပြေးပါတော့တယ် ငါမှအလို့ရှိသေးလို့နင်ကန်ကောင်းသွားတယ်မှတ်ပါအဖွားကကသူ့ရဲ့ကောင်းကိုနေရာတကျပြန်တိုင်ရင်းနဲ့ဥမောင်းရဲ့နောက်ကျော်ကိုကြည့်လို့ရေရွတ်ကျင်းဝလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့တဲစီကိုလမ်းဝင်သွားချင်းတောင်ဝေးကနေပြောင်းလဲသွားတဲ့မွေကြီးကအနောက်ကနေရှော့နဲ့လိုက်ပါသွားပါတယ်ဥမောင်းတယောက်ကတော့ကြော်ဝါလန့်အားနဲ့ရှူသေးကနေအပြေးတက်ခဲ့မိပါတယ်အစင်းတော့ကခက်ခဲပေမဲ့လည်းအခုပြန်တက်တော့ကြောက်စိတ်ရဲ့စိတ်ဆုံမှုကြောင့်ဘယ်ကဘလို့အမြန်အပေါ်ရောက်သွားမှန်းတော့မသိပါဘူးအပေါ်ပြန်ရောက်တော့လဲတဲစီကိုရောက်အောင်အာသွန်ခွန်ဆိုင်ပြေးနေမိပြန်ပါတယ်ဗဇက်ကလည်းစုံးမကြီးစုံးမကြီးဆိုပြီး လည်းအဆက်မပြတ်ရေရွတ်နေမိပါတယ်။သူ့ဘဝမှာအခုလိုမျိုးအဖြစ်အပျက်မျိုးတခါမှမကြုံခဲ့ဘူးပါဘူး။ဘဲ့နဲ့မြဝါထင်နေရင်ကိုပဲတောင်ဝေးကနေမွေဖြစ်ကိုပြောင်းသွားစေတယ်။ပြီးတော့သူ့ကိုရံမှုတိုက်ခိုက်ဖို့စီပါတယ်။သွေးပြက်စရာတိတ်ကောင်းလာတဲ့အခိုက်အတန့်မှာပဲ။သူသားစောလင်အောင်မတောင်းမှန်မိခဲ့လေနော်။အမြန်ဆုံးသာမပြေးခဲ့မိရင်တော့အခုလောက်ဆိုရင်အဲ့ဒီအဘွားဝကြီးပြောသလိုမသာပေါ်နေလောက်ပါပဲ။ဦးမောင်တယောက်ကတော့ပြေးလာလိုက်တာတဲစီကိုရောက်လာခဲ့ပါတယ်။တဲသေးကိုဝင်လိုက်တော့တစုံတယောက်ကိုဝင်တိုက်လိုက်မိပြီးတော့အမလီဆုံးပါပြီ။ကဲကဲကြပါဗျာ။ဦးမောင်တယောက်ကဟစ်အော်ရင်နဲ့ဖင်နိုင်ရဲ့ ဲ့လဲကျသွားခဲ့ပါတယ်။တစ်ဖက်ကသူတိုက်လိုက်သူကလည်းသူ့လိုပဲလဲကျသွားပါတယ်။တိုက်မိသူကိုဥမောင်းအောင်ကြပြခဲ့ရကြိလိုက်တော့အယူးတယောက်ပါ။စပင်ကဆုပ်ဖွာပြီးတော့နေကြောင်လို့နေကအဝတ်စားတွေကလည်းပေရီပွားရှုပ်လို့နေပါတယ်။ဘာတွေထဲထားမှမသိဖောင်းကားနေတဲ့လွယ်ကြီးတစ်လုံးကိုလည်းတိုက်ပြီးတော့လွယ်ထားပြန်ပါသေးတယ်။အာယူယူ ငါသူတော်နတ်သားလေးနာလိုက်တာကွာအယူစီကနေညီးတွားတန်ကြောင့်ဥမောင်ဟာရေကျင်စိတ်ဖြစ်သွားရပါတယ်ဒါပေမဲ့လည်းခုနကကြုံတွေ့လာရတဲ့ဆုံးမကြီးကိုမျက်စိတည်းချက်ချင်းမြင်အောင်လာမိတာမို့ကြောက်စိတ်ကပြန်ကဲသွားရပြန်ပါတယ်ဆုံးဆုံးမကြီးဆုံးဆုံးမကြီးဟမ်ဘယ်ကဆုံးမကြီးရောဆုံးမကြီးရှူရှူထဲမှာအဲနေနေစမ်းမအောင်မင်းအောင်လူစင်စစ်လာကွာဘိုင်ငါလူသူတော်နတ်သားလေးကဘယ်လူဟုတ်ပါမလဲကွလူလူမဟုတ်ဘူးဆိုတော့ မင်းဟိုဟိုဆုံးမကြီးကလွတ်လိုက်တာလားဟလားဘယ်ကဆုံးမကြီးတော့ငါသူတို့ကနှစ်သားလေးလေငါလေးကနှစ်သားလေးနှစ်သားလေးသူတော့ဟဲ့ အယူကလည်းဟိတ်နဲ့ဟန်နဲ့လှုပ်ပြီးတော့ပြောနေခဲ့ပါတယ်။ဦးမောင်ကလည်းစိတ်ထဲမှာစုံမကြီးလွတ်လိုက်တာမဟုတ်ဘူးလို့ယုံကြည်လိုက်မိကငါစုံမကြီးကိုတွေ့လာလို့ကွာ။နင်းရောက်ကလေးကစုံမကြီးပဲပြောနေတော့တာပဲ။စုံမကြီးကကြောက်စရာကြီးဟာသူ့ကောင်းကြီးကိုသူ့ခန္ဓာကိုယ်ကနေဆွဲဖြုတ်ပြတာ။အယူကလည်းမျက်လုံးလေးကလေးကလေးဖြစ်သွားခဲ့ပါတယ်။နင်းတော်တော်ကြောက်နေရပဲ။ကဲကဲကြောက်စိတ်ကိုဖယ်ထားလိုက်တော့နင်းပြောတဲ့စုံမကြီးကိုငါသူတော်လေးဖြည့်ရှင်းပေးမယ်။မင်းတော်လို့မရအောင်နော်။တော်လို့ရှိရင်မင်းဟိုဘသူကတတ်လိမ့်မယ်ကွာ။ ကဲပြောမှသာပြောစမ်းပါဟိုဟိုဘက်နားလေးကရှူထဲမှာပါ ငါသူတို့နှစ်သားလေးတွားလိုက်ဦးမယ်ကွအယူကပြောပြောဆိုဆိုပဲနေရာကနေလမ်းထွက်သွားခဲ့ပါတယ်ဦးမောင်ကတော့အယူကိုအပြည့်ဝမယုံကြည်ရဲတာမလို့တဲစီမှာပဲကြံရင်နဲ့တောစီကနေပြန်မှုအတွက်ပစ္စည်းတွေကြပြာကတိတင်လိုက်ပါတော့တယ်သူတို့တယောက်အကြောက်လွန်နေတဲ့လူကြီးညွန်ပြရာရှူတဲ့စီကိုဆင်းမှုလုံနေပါတယ်တကယ်တော့သူတို့ဟာဒီတော်လေးကိုရောက်နေရတဲ့အကြောင်းကဘိုးတကြားကလူယောက်ျားနဲ့တန်ဝါတပြုကထုံကူးမဲ့ကဝေမာကြီးတယောက်ကိုစုံမစေဖို့ဆေလွတ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်ခုနကအကြောက်လွန်နေတဲ့သူရဲ့ပြောပုံရတော့ကဝေ ေမာကြီးဟာသူ့အတွက်သားကောင်ဖြစ်မောင်ဖိုးစီဆိုတဲ့ကောင်လေးကိုဖမ်းဆီးမိထားလိုက်ပါပြီ။သူတော်နားထဲမှာပဲ့တင်ထက်လာတဲ့ခေါ်တန်ကြောင့်သူတော်ရဲ့ခြေလန်းနေတုံဝင်နေဖြစ်သွားခဲ့ရပါတယ်။ဘိုးတကြသူတော်အခုပဲသွားနေရရောက်ပါတော့မယ်။ နေနောက်ကြတော့မယ်ကွယ်မြ мян သွားဟိုကဝေမာကြီးကသုံးချိန်မြောက်တန်ဝါသားပြုတ်ပြီးရင်သူ့ရဲ့ကဝေထုံကူးမှုကပြီးဆုံးသွားပြီကွယ်အဲဒီခါကျရင်လက်ငင်းမဲ့လူသက်တစ်ချောင်းဆုံးရှုံးမှဖြစ်သလိုနောင်များမှလည်းလူသက်တွေကိုထပ်ပြီးတော့ဆုံးပါရလိမ့်မယ်ကွယ်ဟုတ်ကဲ့ပါဘိုးတကြနင်စိတ်လိုက်မှန်ပါလဲရှောက်လုံးမနေနဲ့ဟိုနင်စီကကြောက်စိမ့်ကဝေနဲ့ပဲဒီကိစ္စကိုဖြေရှင်းခိုင်းရေကြားလားဘိုးတကြလို့သူတော်သုံးလုံးတတ်သူဘိုးစာတီကအရင်လို့သူတော်တယောက်စိတ်လိုက်မှန်မှတက်ပြတ်မာတွေကိုဖြစ်မလာစေဖို့အတွက်သတိပေးစကားဆိုလိုက်တာပါ စိတ်ချပါဘိုးတကြရဲ့သူတော်ကိုဘတာကိုထိန်းကြောင်းတတ်နေပါပြီပြောလိုက်ရင်ဒီလိုကြီးပဲဘိုးတကြအတန်ပျောက်သွားခဲ့ပါပြီသူတော်ကလည်းရှူရဲကိုဆက်စင်းပြီးတော့လမ်းလာလိုက်တော့တဲကလေးကိုလမ်းတွေ့ရပါတယ်တဲကလေးမှာသူတော်ရဲ့အမြင်မှာလွတ်လွတ်ခက်ခက်ဖြစ်နေတာကိုတွေ့မြင်လဲရပါတယ်ဟမ်ငါแท้ဝင်သွားလို့မဖြစ်ဘူးအပြင်ကနေပဲလမ်းခေါ်ထုံးมาဖြစ်မယ်သူတော်ကပြောပြောဆိုဆိုပဲအနီးကဂဲလုံးတွေကိုကောက်လိုက်ပြီးတော့တဲစီကိုလမ်းလို့ပြစ်လိုက်ပါတော့တယ်တဘုံမုံနဲ့ဂဲတွေကြလာတော့တဲအတွင်းကနေထမိန်ရင်ရှားနဲ့မိမ့်မပြူတယောက်ကဒေါသတကြီးနဲ့ထွက်လာခဲ့ပါတယ်ဟဲ့ဘယ်ကဆောက်ယူလဲငါတဲကိုဂဲနဲ့လာ ပေါက်တာနင်းသေးခြင်းနေရလားမိမပြိုရဲ့ဒေါသတကြီးပြောနေပြီမဲ့သူတော်ကတော့တဟားဟားရေမောနေပါတယ်ဟဲ့ခွေးမသားလေးနင့်ကိုပြောနေတာနင်မနာတတ်ဘူးလားအမလီလီလီမလုပ်ပါနဲ့အဘွားဟိုကြီးကအသက်နဲ့မလိုက်အောင်ငယ်ရွယ်နှုပြနေလို့သူတော်ကအံ့ဩပြီးတော့ရေမိတာပါအသက်နဲ့လိုက်ဖက်အောင်မူလပြန်လိုက်ပါအဲ့ဒါဆိုသူတော်မရေတော့ပါတစ်ဖက်ကမိမပြိုကရှူးရှူးရှားရှားဖြစ်သွားပြီးတော့သူတကူလုံးကိုလက်နဲ့တတ်ချလိုက်တော့ငကူမူလအတွင်အဘွားဟိုကြီးဖြစ်သွားခဲ့ပါတယ် ငါသူတော့နှစ်သားလေးရဲ့စကားကိုနားထောင်တာပဲထပ်ပြီးတော့ကလိရအောင်မယ်အယူကသူ့ဘာသူတယောက်တည်းတီးလို့ရေရွလိုက်ပြီးတော့အဖွားအကြီးကိုကြည်ကတဲတဲ့ကလူသားလေးကိုပါနစ်ဆက်တွေယုတ်ပြီးတော့ပြန်လွတ်ပေးလိုက်ဘာနေရဘာကောင်မလို့ငေါ့အမိတ်လာပေးနေရလဲဟမ်ငါသူတော့နှစ်သားလေးမလို့အမိတ်ပေးနေတာပေါ့အယူကတက်တက်လာနောက်ရက်နေရပဲအမြန်ဆုံးရှင်းပြတာကောင်းမယ် အဘွားဦးကြီးကရေကျိုးလိုက်ပြီးတော့သူတို့စီကိုတောင်ဝင်းနဲ့လမ်းပစ်လိုက်ပါတယ်။တောင်ဝင်းကလမ်းခုလက်တင်မွေးနဲ့ကြီးတကောင်ဖြစ်သွားပြီးတော့လွင့်ပြန်လာခဲ့ပါတယ်။အယူရဲ့လွယ်တွေကဒဇုံတစ်ခုကိုထုတ်ယူလိုက်ပြီးတော့ပြန်ပစ်လိုက်ပါတယ်။အရိခါမှာဂျိန်းကနေဆိုတဲ့အတန်နဲ့တူပတ်ဝန်းကျင်တစ်ခုလုံးစိမ့်ဖက်နေတဲ့လင်းရောင်နဲ့ဖြာထွက်လင်းကျင်းသွားပြီးတော့လွင့်ပြန်လာတဲ့မွေးနဲ့ကြီးကလည်းအပိုင်းပိုင်းပြတ်သွားခဲ့တယ်လို့တစ်ဖက်ကအဘွားဦးကြီးကလည်းဒဇုံတယောက်ခြေသိမ်းရိုက်ချလိုက်တယ်လို့ဖြစ်ကဒူးတုတ်လျက်သားနဲ့လဲကြကသွေးပွပွအန်ထွက်လာပါတယ်။သူတို့ကလက်ကိုဖြန့်ချလိုက်ပါတယ်။အရိခါမှာဖြာထွက်လာတဲ့အလင်းရောင်တွေကလက်ဖွားစ ီမှာလာရောက်စုဝေးကြပြီးတော့ကြောက်စင်းရုပ်လေးဖြစ်သွားခဲ့ပါတယ်ကြောက်စင်းရုပ်လေးကစွမ်းသားပဲသူတော်ကလည်းအဲ့လိုပြောပြီးတာနဲ့အယုတ်ကလေးကိုလွယ်တဲ့ကိုပြန်ထည့်လိုက်ပါတယ်အဲ့ဒီနောက်တဲစီကိုလမ်းသွားလိုက်တဲ့ချိန်မှာတော့တဲတဲကကဘူကယိုနဲ့လူငယ်တယောက်ပြေးထွက်လာခဲ့ပါတယ်မောင်ဘိုးစီဆိုတာသူ့ဝဲဖြစ်နေလိမ့်မယ်နတ်မိမယ်အိုးနတ်မိမယ်ကျုပ်ကျုပ်စီကနေထွက်မသွားပါနဲ့ဗျာ မော်ဘိုးစီကနှုတ်ကနေတဖွားဖွားဟစ်អော်ပြီးတော့ចောင်းစီစီမျက်ဝန်းနေနဲ့ဟိုဒီပြေးလွှားရင်းနဲ့သူတော့ကိုမြင်တော့နတ်မိမယ်ဆိုပြီးတော့ပြေးချလာခဲ့ပါတယ်သူတော်ဟာလည်းသူ့စီပြေးလာတဲ့မောင်ဘိုးစီကြောင့်မျက်လုံးပြူးသွားပြီးတော့အိတ်ထဲကချီမန်းကွင်းလေးကိုထုတ်ပြီးအလင်းမြန်ဆွတ်ချလိုက်ရပါတယ်ချီမန်းကွင်းဆွတ်မိသွားချိန်မှာတော့မောင်ဘိုးစီကဟင်းငနဲ့ဆိုတက်ပြင်းချရင်းနဲ့မူလအသည့်ပြန်ဝင်လာခဲ့ပါတော့တယ်သူ့ရဲ့နဘေးဒူးထောက်လျက်သားဖြစ်နေတဲ့အဖွားအုပ်ကြီးကိုမြင်တော့ရုတ်တရက်မောင်ဘိုးစီကအံ့ဩသွားရပါတယ်ပြီးတော့သူတော်ကိုကြည့်ပြီးတော့နတ်မိမယ်ဟောနတ်မိမယ် နတ်မိမေယာမရှိဘူးကွာသူ့ကိုလည်းနင်စိတ်ဝင်စားမနေနဲ့မောင်လူသားဟိုမဲနင်ဆရာကြီးကပြန်တော့မှာမလို့နင်အချိန်မီရောမြန်မြန်သွားကြည့်တော့ငါသူတော်လေးနင်ကိုလိုက်ပို့ပေးမယ်သူတော်ကပြောပြောဆိုဆိုပဲမောင်ဖိုးစီလက်ကိုဆွဲလို့ရှိုးအပေါ်ကိုတက်လာခဲ့ပါတယ်အပေါ်ကိုရောက်ပြီးတဲ့နောက်မှာတော့တဲစီကိုခတ်တုတ်တုတ်လန်းလာခဲ့ပါတယ်ရောက်လို့လို့အချိန်မှာတော့သူတော်ကမောင်ဖိုးစီကိုအင်းတစ်ချက်ပေးပြီးတော့တဲကိုရောက်တာနဲ့တန်းပြီးတော့မျိုးချဖို့မှာကတယောက်တည်းပြန်စီလိုက်ကရက်ကြည့်နေနေကြံနေခဲ့ပါတယ်သူတို့ဆရာတပည့်ချင်းပြန်ဆိုရင်တော့အချင်းချင်းပြောဆိုကြရင်အကြောင်းစုံကကနနနားလေကုန်ကြပါလိမ့်အဲ့လိုရေရွတ်လိုက်ပါတယ် အဲဒီနောက်မှာတော့ကြောခိုင်းလိုက်ပြီးတော့သူ့ရဲ့အိတ်တွေကအုံးလက်မြင်းကိုထုတ်ယူပြီးတော့တက်ခွာစီးလို့ပြေးထွက်သွားခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြေးဆုံးသွားခဲ့ပါပြီဗျာ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းလေးစားကာရဝပြုရင်းနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။